ားရဲ့အဆကိုလူအများ စိတ်ဝင်စားတဲ့တကိုယ်တော်ပကြီးပြာပွဲကလေးတစ်ခုနဲ့ဖွင့်လှစ်လိုက်ပါတယ်။ပြာပွဲနာမည်ကအမဲလိုက်ချင်းလို့အဓိပ္ပာယ်ရတဲ့ hunting ဆိုတဲ့ပကြီးပြာပွဲပါ။ exhibition နာမည်ကလည်း hunting ဆိုတော့ကျွန်တော်နားလေတာဆိုလောကနေရာမှာလို့ကျွန်တော်ထင်ပါတယ်။လူတရာကိုလိုချင်တာကိုနောက်ကိုအတင်းလိုက်ကြတယ်။နော်။တကယ်တမ်းရရှိတဲ့အခါကြတော့မှလည်း ကိုလိုချင်တာရပြီလေလို့ကြော်ရှင်မှုဆိုတာကအလုံးစုံမရှိဘူးလို့ယူဆတယ်။ဘာကြောင့်လဲဆိုတော့ဒီနှက်ကလေးကသူ့အစာဖြစ်တဲ့ငါးကိုရပြီလေလို့တကယ်တမ်းကျတော့နှက်ကလေးကကြော်ရှင်မှုကြော်စားတောင့်နေတဲ့ပုံမှာမပေါ်ဘူး။အဲကျွန်တော်ထင်ပါတယ်အဲ့ဒါလောကကြီးရမှာလို့ထင်ပါတယ်။ကိုလိုချင်တာကိုလေနောက်ကနေပုံတို့လိုက်နေတယ်ဟန်တင်းရတယ် ဒီပကြီကားကိုကြည့်တဲ့လူတွေအဖို့တော့စဉ်းစားကြရပေါ့ဟုတ်ကဲ့ရှင်ပါငါလူကျင်တာရတိုင်းကြော်ရွှင်ခဲ့ပါသလားအမှန်တကယ်ကြော်ရွှင်ငါဆိုတာကိုယ့်ကိုပြန်ပြီးမယ်မိဘုံတစ်ခုရလိုက်တယ်လို့ကျွန်တော်ထင်ပါတယ်ပြာပွဲလာကြည့်သူနဲ့ပကြီဆရာတို့နှလုံးသားချင်းဆက်သွယ်မိပါရဲ့လားငါနဲ့ငါကိုဘယ်လိုစိုက်ကူးရလဲဆိုတော့ဟာဟိုဇရောဟိုအင်တာနက်မှာဟိုငှက်ပုံလေးတွေငါးပုံလေးတွေရှာကြည့်ရင်းနဲ့ တဆုံငှက်ခလေးတွေရာဗျာဟိုအရန်နူးညံ့ပြီးတော့ချက်စရာကောင်းတယ်ဟိုတဆုံငါးလေးတွေရာလည်းအရန်နူးညံ့ပြီးချက်စရာကောင်းတယ်ဒါမဲ့လို့သူတို့အောက်မှာရေးထားတဲ့စာတွေじゃဟိုဒီငါးဘယ်ဒေတာမှန်နေလဲသူကဘာအစာတွေစာပေါ့ဒီငှက်ကဘယ်ဒေတာမှန်နေဘာအစာတွေစာရဲဆိုလို့ရှိရင်ဒါငှက်ကသူ့ပုံနဲ့မတူတော့ဒီကောင်เนี่ยအသားစားတဲ့ကောင်လို့ဖြစ်ပုံသဏ္ဍာန်ကချက်စရာကောင်းတာတကယ်တမ်းကဒီကောင်ကအသားစားရတယ်ဆိုတော့ဟိုလူတွေအနေနဲ့တော့နူးညံ့တယ်ပေါ့ဗျာ ါမဲ့လို့သူတို့အစာဖြစ်မဲ့အကောင်အနေနဲ့နေကြဒါကြောက်စရာကောင်းတဲ့အကောင်ကြီးတွေပဲပေါ့ဟုတ်အဲ့လိုမျိုးခံစားရတာရဲ့အပြင်မှာလည်းလူတွေကဟိုတယောက်နဲ့တယောက်နဲ့အနိုင်ကျင့်တာတို့ပြဿနာတက်တာတို့သဘာဝဘေးတွေဖြစ်တာတို့ဆိုတဲ့ရင်းတွေဂျာနယ်တွေရောတဝီအစီအစဉ်တွေအများကြီးမှာတော့တွေ့တော့ကြတော့ဒီငားနဲ့ငါကိုကျွန်တော်နမိတ်ပုံမဟိုစင်မူသဘောမျိုးယူပြီးတော့ဟိုလူဘဝကိုကိုစားပြုတ်ပြီးတော့ဒီပြပွဲကို အင်းအားလန်းကအလှတဲ့ပကြီးပြကန်းမှာဂျွန်လ၄ရက်နေ့က၁၂ရက်နေ့အထိပြတာခဲ့တာပါနောက်ထပ်လူအများစိတ်ဝင်စားတဲ့ပကြီးပြပွဲကတော့ယောမင်းကြီးလန်း Gallery 65မှာဂျွန်လ၁၇ရက်နေ့ကဂျွန်လ၁၅ရက်နေ့အထိပြတာခဲ့တဲ့ပုံသူရုပ်ပြောင်ပကြီးပြပွဲဖြစ်ပါတယ်ပြပွဲမှာ ပါဝင် ရေးဆွဲခဲ့သူတွေကတော့ဆိုင်းဆိုးကြီးကျော်မိုးအောင် တိန်ထွန်းဥဝါလုံးဘီညိုဝေယံဝင်းမြင့်အောင်မမောင်အောင်အာလုံးမောင်ရှိရောက်ဖြစ်ပါတယ်သူတို့ဘလို့တွေးလို့ဘလို့ရေးခဲ့ကြပါသလဲညာကြတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီတာပြေကောင်းလို့ပြောလို့ရအောင်ဒီကောင်ကိုအချင်းများနဲ့ဆိုပြီးတော့ကျွန်တော်ညီပေးကြဟုတ်ကဲ့ ဘာလို့ဒီကဒေတော်လို့ပြောရလဲဆိုတော့ကျွန်တော်မြန်မာဒီကနေပြီးတော့တိုင်းနှပောက်သွားပြီးလွတ်လွတ်တဲ့တော်တော်များများရဲ့စီမံထွေတဲ့အဖြစ်ရှိဟုတ်ကဲ့အဲ့ဆိုတော့ဘာကြောင့်လဲဆိုတော့ तू ကလူကြီးရဲ့ရှင်ဘက်တဲ့ကိုတကယ်ကိုစိတ်ဝင်အောင်ခါးနေနိုင်ရင်ကြားပြကတုံးစရာတွေတူရတူရစုဝေးရေးတာပြတာကြတယ်လို့ပကြီးစရာတွေကလည်းတူရတူရစုဝေးရေးဆွဲကြတယ်တဘာဝရှိကြပါတယ်ခုဒါဒီကက်တော့လာပြီဟုတ်ကဲ့ တို့ကတော့လှိုင်တာယာမြို့နယ်ကပကြီးဆရာတွေပါဒီပွဲကဒီလိုဗျာကျွန်တော်လှိုင်တာမြို့နယ်ပကြီးဆရာရင်ပြောက်ဝဲပေါ့နော်ကျွန်တော်လှိုင်တာမြို့နယ်ပကြီးဆရာတွေလောကနာကိုပြရင်လောကနာပြကန်းမလို့အစင်လာရှိတဲ့ပြကန်းမလို့ဂုံတိတ်ကရှိတဲ့ပြကန်းမလို့ဒီမှာပြကျင်ဒီနေ့ပြကျင်မနေ့ကလည်းယူရတယ်အချိန်ယူရတယ်ရက်ချင်းယူရတယ်မနေ့က2015ရက်နေ့တော့ရက်ချင်းယူထားတယ်ဒီပြောက်ဝဲပါလားဒီဆရာဘယ်နောက်ပါ ဘူးဘူးကြီးစရာ20ပါဆယ်ပါဘူးကားရင်များတော့မဟုတ်ဘူးအမျိုးမျိုးပေါ့နော်မိတရားလည်းမျိုးစုံပဲရေစေးစီစေးအခက်လည်းခြာကိုနော်အမျိုးမျိုးရှိလို့ပဲအဲရေဟန်လည်းမျိုးမျိုးပဲအကြောင်းအရာလည်းမျိုးမျိုးပဲရှုခင်းပါမယ်ရောက်ကဖျားပါမယ်တော်တော်ရှုခင်းပါမယ်နော် new thread နော်မိမအလှပုံလည်းပါမယ်မျိုးမျိုးပဲသူကြတာဒီမှာဟို သူတို့နိုင်ငံကဟိုကုတိန်နာထဲမှာပါလာတဲ့ပကင်လို့တဲ့စစ်ပစ္စည်းတွေကွန်ပျူတာတွေကိုပကင်လို့တဲ့ဒီတက်တာတစ်မျိုးရှိတယ်တက်တူတက်စားတွေကိုသူက press လုပ်ထားတာကော်တယ်အဲ့တက်တာပြားပေါ်မှာသူကရေးပြတယ်တက်တာပြားအရမ်းလှတယ်အဲ့တက်တူတက်စားတွေကို press လုပ်ထားတော့လေသူကတက်ချာတစ်မျိုးဖြစ်ပြီးတော့သူ့ငဘိုဒေတာတက်တာဟိုအောင်လှတယ်အဲ့နာကိုသူကရထားတော့အဲ့တက်တာပြားပေါ်မှာ တော့နည်းနည်းပဲရေးပြတယ်အဲတော့မိမမမြုပ်တည်ရေးပြတယ်အဲ့ဒါတော်ထူးကြတယ်ဒိတ်ရာတွေဒီနေ့မှပြပေါ့ကြားရကျင်းနှမှုတော့ပြပြအဲ့တော့ဒါတော့များများအောင်သိမရှင်းတယ်ဘလို့ခိုင်လိုနေရသလိုရှင်းဟိုကျွန်တော်ကအမှုမညာဆန်တဲ့ဖက်ရမျိုးတွေကိုကျွန်တော်မြင်ညာကြည့်ကျင်တာအောင်ဒါမဲ့ဟိုခက်တာကျွန်တော်နိုင်ငံမှာဗကြီးဆရာဗကြီးရေးရလို့ရှင်းပတ်စံရဝင်ရတော့အမှုမညာတော့သိမလိုက်နိုင်ဘူးဝန်စာချင်းကြောင်းရတာပေါ့နော် ဝန်သာကြောင်းတဲ့ခါကျတော့ဝန်သာအတွက်ရောင်းရမယ့်ကားရေးတဲ့ခါကျတော့ကိုလှုပ်ချင်တာတွေလှုပ်နိုင်ဘူးပေါ့နော်အဲ့ခါကျတော့ရောင်းနှမ်းမကြည့်ကားတော့ပုံများတော့ရောင်းနှမ်းမကြည့်ကားတွေမရေးပဲမိမိရဲ့ရင်ထဲကခံစားမှုတွေကိုရေးဆွဲတဲ့ပကြီးဆရာတွေကိုမြန်မာပကြီးလောကမှာရှားရှားပါပါတွေ့ရလေရှိပါတယ်။ကဲရောမင်းကြီးလန်း Gallery 65မှာဂျွန်25ရက်နေ့က26ရက်နေ့အထိပြသတဲ့ reunit from pole to pole ပြပွဲကိုတွားကြည့်ရအောင်ပါကိုဒီပုံဒီကားလေးရောက်တော့ဒီတော့ကြည့်ရမှာခုလေဝင်းစီဒီဒီဟာတွေ့ရချင်းမတွေ့ဘူးပေါ့နော်အဲ့ဒါကြောင့်အခုဖြစ်နေတယ်ခုဒီရက်တာကျွန်တော်ဘလူးမျိုးစားလို့ပြောလို့ရတယ်အာပကြီးအနေနဲ့ဆိုရင်ဆာရီလစ်စင်ပေါ့ဒီလေဝင်းရှိတဲ့အတိတ်ပဲတော့အဓိကကျွန်တော်ဒီမျောလင်းခြင်းပေါ့ hope ဆိုတဲ့အဓိပ္ပာယ်ပေါ့ဒီကျွန်တော်တို့ဒီမြန်မာပြည်ကလူတွေကများသွားတဲ့မျောလင့်ချက်တွေအရန်ထားတယ်မြန်မာပြည်အနေနဲ့တော့ဒီလူတိုင်းအားလည်းဒီမျောလင့်မျောလင့်ချက်နဲ့ပဲရှင်သန်ရတာဆိုတော့ဒီ level ရှိတဲ့အဓိပ္ပာယ်တော်တော်များများမေးကြတယ်ဘာဖြစ်လို့ရှိတာဆိုကျွန်တော်ကဒီမျောလင့်ချက်ပေါ့ hope ပေါ့မျောမျောရတယ်ဆိုတော့အရာအလုံးမျောရတယ်ဆိုတော့အဓိပ္ပာယ်လေးပေါ့အဲဒါပေါ့ပေါ့ကိုကိုကိုက family ဝေးထား ်နော်ဟုတ်တယ်ဒီပွဲတပွဲလုံးမှာပါလာတဲ့ကျွန်တော်မိသားစုဝင်နေပဲအားလုံးရေးတာဟုတ်ကိုဘာလို့ဒီလိုပေါ့လေညောင်းနေချက်ဒီလိုဘာလို့အဓိကထားလို့ရေးလာဒီကျွန်တော်တို့မြန်မာပြည်အနေနဲ့အခုကတော့ဒီမိုကရေစီတော့နည်းနည်းပြောင်းလဲသွားပြီပေါ့အရင်ကဆိုရင်အရာအားလုံးကညှော်လင့်ချက်တိတိလေးတွေကအကုန်လုံးကညှော်လင့်နေကြတယ်တခုဒီတဲ့ဘူကောင်းမွန်တဲ့ဘဝတွေဒီညှော်လင့်ချက်တွေ အရန်ထားရမျောလင်းရတယ်အဲ့အဲ့တဘောလေးပေါ့ကျွန်တော်တို့ဒီမြန်မာပြည်ရဲ့လူတွေရှင်သန်ရတဲ့ဘဝလေးထည့်ကြည့်တော့ဒီပကြီကားတွေကတော့ဈေးကွက်မျောပကြီကားတွေမဟုတ်မှန်းသိတာလားပါတယ်ဒီကရေးဆွဲသူကတော့ကိုထွန်းတီလင်းဖြစ်ပါတယ်။ပြာပွဲလာပြိတက်ကသူ့ကိုဘယ်လိုမြင်ပါသလဲ။ Facebook မှာချွေလို့လာခဲ့ရပါပြီတော့အတိလည်းဖြစ်နေတော့လေဟုတ်ဒီပကြီးပြဝဲမှာစူးတီချက်ပါရေးတွေ့ရတယ်ဟာဘလို့ပြောအောင်လဲပကြီးပြဝဲမှာကြွဟိုဘလို့ခေါ်လူတယောက်ရဲ့တဘာဝလေးကိုဆွဲထားရဲ့အတွက်ပြောတက်ဝင်နေတက်ဝင်နေပေါ့နော်ဟိုပကြီးကားဆိုရင်တကယ် natural အတိုင်းပဲပေါ့နော်အဆင်ပြေပါတယ်ကြီးရတာဘယ်လိုပြောရမလဲတဘာဝအကိုခံစားရတာပေါ့ ရောမင်းကြီးလက်ငါဆင့်ဘိုးချုပ်ဇေဘက်ကိုခြေဦးလှည့်ခဲ့ပါတယ်ဘိုးချုပ်ဇေရှိဘက်တန်းကပကြီးအစည်းယုံကဖွင့်ထားတဲ့ပြာကမ်းမှာတာမွေမြို့နယ်ကပကြီးဆရာအုပ်စုတစုဟာဇွန်လရဲ့ပုံရိပ်များလို့အမည်ရတဲ့ပြာပွဲတစ်ပွဲပြသနေပါမယ်အခုဒီပြပွဲရလေဘယ် ညွန့်နေရပြအဲကျွန်တော်တာမွေမျိုးနယ်ပြပွဲပေါ့ဒါပေမဲ့တာမွေမျိုးနယ်မှာကျွန်တော်တို့ကလူငယ်အုပ်စုရောလူကြီးအုပ်စုရောပေါင်းပြီးတော့ပြကြပွဲလေးပါနောက်ပကြီးဆရာလည်းပါတယ်ကာတိုးဆရာလည်းပါတယ်နောက်ပြီးတော့အသက်ကြီးတဲ့လူတွေလည်းပါကြတယ်ဘယ်နည်းကပါလဲအားလုံးကျွန်တော်တို့၁၈ရောက်၁၈ရောက်ပကြီးကားတွေရောဘယ်နှကားပကြီးကားတွေကအားလုံးကကျွန်တော်တို့80နဲ့4ကား80နဲ့4ကားနောက်ဟိုပါပေါ့ စီစေးရ19ကစီရေးရ19ကဝတ္တကလာ38ကနောက်ကြတော့ခလိုက်တက်က29ကအားလုံးအားလုံး84ကပေါ့ဒီလိုပြောက်ဝဲမြို့ကိုတို့တာဝန်မြို့နေရာနှစ်စင်နှစ်စင်ပြပါတယ်ခင်ဗျာနှစ်စင်ပြဒီနှစ်ကတော့ကျွန်တော်တို့ကဟိုအုပ်စုပွဲကဒီနှစ်မှပြန်စပြဟိုနှစ်တိုင်းနှစ်တိုင်းတော့ဟိုမြို့နယ်ပွဲဆိုတာတည်တတ်တာဗျာဘုရုပ်ကြီးကပကြီကားတွေကဈေးွက်အခြေခံပကြီကားတွေများပေမဲ့ crossing border လို့အမည်ပေးထားတဲ့ပကြီးပြပွဲကတော့ဈေးကွက်မြော်ပကြီးကားတွေနဲ့ဗလားတလန်တန်တလန်ပါပြပွဲမှာပကြီးစရာ16ရောက်ပါပါတယ်ဟုတ်ကဲ့အားလုံးကစိတ်တူပိုစုပူးပေါင်းပြီးတော့မှဆောင်ရွက်ကြတာပေါ့နော်ဒီမှာဆရာလည်းမရှိဘူးတပည့်လည်းမရှိဘူးကိုယ်အသိစိတ်နဲ့ကိုယ်လုပ်နေကြတာပေါ့နော်ဘုပညာဘာလို့ပို့ဆိုတာဘာလို့ဘလို့အကြောင်းအရာရေးကြမယ်ဆိုတာလေကျွန်တော်တို့ကဘာမှပြောမထားကိုယ်ကြိုက်တာကိုယ်လုပ်ပေါ့နော်ပေါ့ကိုယ်လေးလာပေါ့နော် အဲကျွန်တော်ဒီလိုရွယ်ချက်နဲ့စူပေါင်းပြီးတော့လုပ်ဖြစ်တာပါလာမယ့်နှစ်တွေမှာလည်းကျွန်တော်တို့ကနေပြီးတော့မှလူငယ်တွေပဲပြည်ပြည်ဟိုပေါ့အလားလားရှိတဲ့လူတွေအနုပညာသမားတွေကိုကျွန်တော်တို့စောင့်ကြည့်ပြီးတော့မှကျွန်တော်တို့အဖွဲ့ထဲမှာဟိုပါဝင်ဖို့အတွက်ကမ်းလှမ်းပါပါကမ်းလှမ်းပြီးတော့မှအဲ့လိုပဲ single single ကျွန်တော်တို့ဒီအနုပညာမြန်မာပြည်မှာရှိတဲ့ခေတ်ပြိုင်အနုပညာရဲ့ဟိုပေါ့ဟိုတစ်ခုပေါ့နော်ကဘာတိအောင်ဒီကျွန်တော်တို့ကသွားဝယ်ရွေးချက်ရှိပါဒီပကြီကားတွေတက်ဆင်ရင်းအနုပညာတွေကို ဇွန်လ26ရက်နေ့က30ရက်နေ့အထိလောကနဲ့ပကြီးပြကမှာပြတာခဲ့ပါလေ။ပြကွက်တိုင်းပြကွက်တိုင်းဟာပကြီးစရာစိတ်ကြိုက်ဖန်တီးမှုတွေဖြစ်ပါတယ်။ဒီခေတ်ပြိုင်ပကြီးကားတွေကို ခုလိုပြတာခွင့်ရဖို့ပကြီးစရာတွေဖြတ်တန်းခဲ့ရတဲ့ခီးဟာကြမ်းတမ်းလှပါတယ်။ဟုတ်တဲ့ချိန်တော့ကျွန်တော်တို့အပိတ်ပင်တာစီဖန်းစီရတိတ်များတဲ့ခါကြ ကျွန်တော်တို့ကတိတ်ပြီးတော့လုံလဲလုံချင်တယ်လုံလဲမလုံဝင်တာပါလာတာပေါ့ဒါပေမဲ့တစ်ခါမှကျွန်တော်ဖန်စီခံရတယ်အဲစန်ဂျူရီတာဝါမှာပေါ့အဲမှာကျွန်တော်ဖန်ခံရတယ်အဲ့ဒီအနောက်ဘက်မှာတော်တော်လေးထိန်းသိမ်းသိမ်းနေခဲ့ရတာပေါ့ကျွန်တော်တို့ရဲ့ရင်မာဖြစ်လာတာကိုပြကျင်တာပဲလေဘာပဲဖြစ်ဖြစ်ခံစားရတာတော့ရင်မာပေါ်ပေါက်လာတာတော့ကျွန်တော်တို့ကပြကျင်ကြတယ်အခုချိန်ကြာကျွန်တော်တို့ကတော်တော်လေးကိုပွင့်လင်းလာတယ်မြင်သာလာတဲ့ခါကျတော့ လုံရဲရလေးတော်တော်များများပါလာတာပေါ့စိတ်မှာလုံရဲတဲ့ဆိုတော့ခုနကပြောကျွန်တော်တို့ကတန်တရားတခါဖြစ်ဖြစ်နေတယ်ဒါမှလည်းဒီတန်တရားတော့ဖြစ်ချင်ပြမဖြစ်ချင်နေကိုလှုပ်ချင်တာတော့လှုပ်မယ်ဆိုပြီးတော့အဲပြသကြရတော့တာပါပဲဘယ်အခြေအနေမှာ ဖြစ်ပါစေအမှုပညာဆိုတာကတော့တစ္ဆာတရားကိုပေါ်ဆောင်နေမှာ ဖြစ်ပါတယ်ကျွန်တော်ဇေယပါ thank you